တင်ဆက်ပေးမယ့်တဲ့တင်ကတော့အစ္စရေးနဲ့စစ်ပွဲတွင်တမိုင်းဝင်နိုင်ွယ်ရခဲ့ဟုအီရန်ထုတ်ပြန်တဲ့တဲ့တင်ဖြစ်ပါတယ်။အစ္စရေးနဲ့စစ်နေရကြဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာတမိုင်းဝင်နိုင်ပွဲရခဲ့တယ်လို့အီရန်အစိုးရကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။အစ္စရေးဘက်ကတိုက်ခိုက်မှုတွေကြောင့်အီရန်နဲ့ထိတ်တဲဗိုလ်ချုပ်နှစ်ဦးနဲ့နျူကလ িয়ার သိပ္ပံပညာရှင်အချို့တေဆုံးခဲ့တဲ့အပြင်နျူကလ িয়ার စိုက်တွေနဲ့ရေနံနဲ့သဘာဝတုံ့ပြန်ထုတ်လုပ်တဲ့နေရာတွေထိခိုက်ပျက်စီးခဲ့ပါဗျ။ ။အီရန်ဘက်ကလည်းအစ္စရေးနဲ့စစ်ပတ်ဆိုင်ရာပြစ်မှတ်တွေအပါအဝင်ကဘာကျော်မော့ဆက်ဌာနချုပ်ကိုပါပြစ်ခတ်တက်ခတ်နိုင်ခဲ့ပါတယ်။အီရန်သမ္မတကအစ္စရေးနဲ့တက်ခတ်ခဲ့တဲ့စစ်ပွဲမှာတမိုင်းဝင်နိုင်ငံရခဲ့တယ်လို့အစ္စရေးနဲ့အမေရိကန်ဘက်မှနိုင်ငံရခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ်စစ်ပွဲနောက်ဆက်တွဲအနေနဲ့အီရန်လွှတ်တော်မှအမျိုးသားလူ့ကြုံရေးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်တွေနဲ့တချို့လုံမှုတွေကိုပြင်းပြင်းထန်ထန်ထိ ंछ ုပ်ထားစေနိုင်မှုရည်ရွယ်တဲ့ဥပဒေတရက်ကိုပြဋ္ဌာန်းလိုက်တယ်လို့သိရပါပါတယ်ရှင်ဒီသတင်းကိုရောရင်းကျဲအောင်ကပြပို့လာတာပါ